်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ရန်ကုန်ခြေဆိုင်ဥရောပသမဂ္ဂဗြိတိန်ကနေဒါဆွီဒင်ပြင်သစ်နော်ဝေးဒိန်းမတ်အပါဝင်နိုင်ငံတကာတန်ယုံတွေကဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့တန်ယုံ Facebook စာမျက်နှာတွေရဲ့နင်းစီပတ်လူမှုခေါင်းဆောင်တွေရဲ့ပုံတွေကိုတင်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်ခြေဆိုင်ဥရောပသမဂ္ဂဗြိတိန်ကနေဒါဆွီဒင်ပြင်သစ်နော်ဝေးဒိန်းမတ်အပါဝင်နိုင်ငံတကာတန်ယုံတွေကဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့တန်ယုံ Facebook စာမျက်နှာတွေရဲ့နင်းစီပတ်လူမှု ူကောင်းဆောင်ရဲ့ပုံတွေကိုဒီကနေ့မနက်ပိုင်းမှာပြောင်းလဲတင်ထားကြပါရယ်။ရန်ကုန်ခြေဆိုင်ဥရောပသမဂ္ဂဆွေရင်ပြင်သက်အပါဝင်ဥရောပနိုင်ငံတွေရဲ့တန်ယုံများက၎င်းတို့ Facebook စာမျက်နှာတွေပေါ်မှာဒေါ်အောင်ဆန်းစုကြည်ပန်းပန်ထားတဲ့အပြာရောင်နောက်ခံတပ်ပုံကို ပြောင်းလဲကြပါရယ်။မြန်မာနိုင်ငံဆိုင်ရာပြည်ထိုင်တန်ယုံကလည်းနင်းစီပန်းပုံနဲ့ profile picture ကိုပြောင်းလဲလိုက်ပြီးဖန်ဆီးချုပ်နှောင်ခံထားအစဲဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်ဒီကနေ့မိမိတို့ profile picture ကိုပြောင်းလဲထားခြင်းဖြစ်တဲ့ UK အစိုးရအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တကွမြန်မာ မာနိုင်ငံအတွင်းမတရားဖမ်းဆီးခံထားသူတွေအလုံးကိုချက်ချင်းပြန်လုပေးဖို့တောင်းဆိုရလို့အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့အကြေညာချက်ထုတ်ပြန်ပါတယ်။ ရန်ကုန်ခြေဆိုင်ကနေဒါတန်ယုံကလည်းမြန်မာနိုင်ငံအလံငယ်နဲ့နင်းစီပန်းပုံပါတန်ယုံ Facebook စာမျက်နှာရဲ့ profile picture ကိုပြောင်းလဲထားပါတယ်မြန်မာနိုင်ငံဆိုင်ရာဒိမ့်မတ်တန်ယုံကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ပြင်နင်းစီပန်းနဲ့စံအုပ်ပုံပါတဲ့ဓာတ်ပုံတန်ယုံ Facebook စာမျက်နှာရဲ့ profile picture ဖြင့်ဒီကနေ့မနက်ပိုင်းမှာပြောင်းလဲခဲ့ပါတယ်နေသားလန်နိုင်ငံတန်ယုံကလည်းဥရောပသမဂ္ဂတန်ယုံကထုတ်ပြန်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကိုတန်ယုံ Facebook စာမျက်နှာရဲ့ profile picture ဖြင့်အသုံးပြုထားပါတယ်မြန်မာနိုင်ငံဆိုင်ရာနော်ဝေးတန်ယုံကလည်းဖန်ဆီးချုံနောက် ံထားအစဉ်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်ဒီကနေ့မိမိတို့ profile picture ကိုပြောင်းလဲထားခြင်းဖြစ်ပါတယ်။နော်ဝေးအနေနဲ့ဒေါအောင်ဆန်းစုကြည်နဲ့တကွာမြန်မာနိုင်ငံအတွင်းမတရားဖန်ဆီးခံထားသူတွေအလုံးကိုချက်ချင်းပြန်လုပေးဖို့တောင်းဆိုပါတယ်လို့ကြေညာချက်ထုတ်ပြန်ပြီးတန်ယုံ Facebook စာမျက်နှာကိုနှင်းစီပန်းပုံလေးနဲ့ပြောင်းလဲဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပြည်သူတော်လှန်ရေးရှိနေတဲ့ဒေါအောင်ဆန်းစုကြည်ကအရေးကြီးအခန်းကဏ္ဍတစ်ခုအဖြစ်ဆက်ရှိနေရမယ်လို့ NUG ဝန်ကြီးချုပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ဘဝတက်တန်းတစ်လျှောက်လုံးပြည်သူလူထုနဲ့အတူရက်တီခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ကပြည်သူ့ຫນွေဦးတော်လိုင်းရင်နဲ့လည်းထတ်တူရက်တီနေတာကိုအခိုင်အမာရှုံချည်ရလို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်တော်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောဆိုလိုက်ပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဗဟိုလုတ်ကော်မတီကကျင်းပတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ခန်းနာကိုပေးပို့တဲ့တဝန်လွာမှာ NUG ဝင်ကြီးချုပ်ကပြောဆိုခဲ့တာပါ။အမျိုးသားညီညွတ်ရေးအစိုးရရဲ့အကြီးငယ်နိုင်ငံတော်တိုင်ပင်ခံလည်းဖြစ်ပြီးပြည်သူများလေးစားချစ်ခင်ရတဲ့လူထုကောင်းဆောင်ရမွေးနေ့မှာအခုလို ဂွန်ပြူတဝန်လွားပြဖို့ရတဲ့အတွက်ဝမ်းမြောက်မိပါတယ်တစ်ဖက်မှာလည်းမွေးနေ့ရှင်ကိုယ်တိုင်မပါဝင်မဲကျင်းပတဲ့မွေးနေ့ဖြစ်နေတာကြောင့်ဝမ်းနဲ့စိတ်မကောင်းဖြစ်ရပါတယ်ပြည်သူနဲ့တူသူမရဲ့တက်တန်းတလျှောက်ခိုင်မာစွာရက်တီခဲ့တဲ့ပြည်သူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကလက်ရှိပြည်သူ့ຫນွေဦးတော်လိုင်းကြီးကြီးနဲ့လည်းထပ်တူထပ်မြရက်တီနေရကိုခိုင်ခိုင်မာမာရှုံချီပါတယ်လို့တဝန်လွားမှာပါရှိပါတယ် ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကတာမန်မွေးနေ့တသက်မဟုတ်အကျန်းဖတ်အုပ်စုမတရားဖန်ဆီးထားတဲ့လူမှုကောင်းဆောင်တွေအတူအကျဉ်းချနေတဲ့နိုင်ငံရေးကျင်းသားအလုံးလွံ့မြောက်ရေးအတွက်ဖြီးသူတရလုံးရဲ့ပြင်းပြတဲ့ဆန္ဒကိုကဘာကိုပြသတဲ့နေ့လည်းဖြစ်တယ်လို့မန်ဝင်းခိုင်တန်းကဆိုပါတယ် မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးလို့တင်စားခေါ်ဝေါ်ခံရတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါခင်ကြီးတို့ကနေ1945ခုနှစ်ဇွန်လ19ရက်မှာမွေးဖွားခဲ့တဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာ1988ခုနှစ်ရှစ်လီလုံလူထုဒီမိုကရေစီရေးတော်ပုံကြီးကစတင်လို့လူထုကောင်းဆောင်ဖြစ်ပြည်သူလူထုအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နေတူကိုဂျိုးစွန်အနစ်နာခံပြီးဒီမိုကရေစီခရီးကျမ်းကြီးကိုဆယ်စုနှစ်ပေါင်းများစွာဆဲလုံးလာမလျှော့စတန်းရှောက်လန်းခဲ့သူဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ကဆိုပါတယ်အသက်အန္တရာယ်အကြိမ်ကြိမ်ချိန်ချောင်းခံရ ားမှုအပါအဝင်အနုနီအကြမ်းနီးပေါင်းစုံနဲ့အာနာရှင်အဆက်ဆက်ရဲ့ဖိနှိပ်မှုကိုခံခဲ့ရပြီးမဲမတုံမလုံးကြက်ကြက်ခံခဲ့တဲ့ဒေါအောင်ဆန်းစုကြည်နဲ့တော်လိုင်းကိုခွဲထုတ်ဖို့နိုင်ငံတော်ပုံကံမှုကျူးလွန်ထားတဲ့အကြမ်းဖက်ဆင်းအုပ်စုကနီလန်ပေါင်းစုံနဲ့ကြိုးစားနေတာကိုတွေ့ရတယ်လို့ဝင်ကြီးချုပ်ရဲ့တဝန်လာမှာဖော်ပြထားပါတယ်။နိုင်ငံတကာကိုယ်စားလှယ်အသီးသီးခေါင်းဆောင်တီတီကိုလူမှုခေါင်းဆောင်နေနဲ့တွေ့ဆုံဖို့ခွင့်မပြုတာဟာဒေါအောင်ဆန်းစုကြည်ရဲ့လူမှုတော်လိုင်းကိုတကူလုံးပေါ်တက်ရောက်နိုင်စွမ်းကိုအကြမ်းဖက်ဆင်းအုပ်စုကအင်မတန်ကြောက်ရွံ့တာကြောင့်ဖြစ်တယ်လို့မန်ဝင်းခိုင်တန်းကဆိုပါတယ်။ ပြည်သူနဲ့အမြင်အတူရှိတဲ့လူလူကောင်ဆောင်ကအမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့ပြည်သူတွေနဲ့အပြည့်အဝရပ်တည်နေတာကြောင့်သာလူလူကောင်ဆောင်ကိုအကြမ်းဖက်ဆင်းအုပ်စုအနေနဲ့ဘလုံးမတင်ရဝင်တွေးဆောင်ခွင့်မပေးရတာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ကဆိုပါတယ်။ ပြည်သူတော်လိုင်းရင်ရှိနေတဲ့တွင်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အခမ်းကဏ္ဍကအရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ဆက်ရှိနေဦးမယ်လို့ဝင်းကြီးချုပ်မန်ဝင်းခိုင်တန်းကသူ့ရဲ့သဝန်လာမှာကြေညာထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်ကပြည်သူတော်လိုင်းအောင်ပွဲတည်တံကိုနားဆွင့်နေလိမ့်မယ်လို့ NUG ကာကွယ်ဝင်ကြီးဦးရင်မွန်ပြောပြီးဦးမင်းကိုနိုင်နဲ့ DNL ဗိုလ်ချုပ်တာဖုံးကျော်တို့ကလည်းဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒီကနေ့ကြောင်ရောက်တဲ့ဇွန်လ19ရက်နေ့မှာအသက်80ပြည့်သွားပြီဖြစ်တဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကပြည်သူတော်လိုင်းအောင်ပွဲတည်တံကို နားဆွင့်နေလိမ့်မှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွယ်ဝင်ကြီးဦးရင်မွန်ကပြောဆိုလိုက်ပါတယ်ဒီကနေ့ကြာရောက်တဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းပြင်ဝင်ကြီးဦးရင်မွန်ကပြောဆိုလိုက်တာပါ အသက်80ပြည့်မွေးနေ့ကိုတောအောင်ဆန်းစုကြည်အနေနဲ့အချင်းစကမ်းမှာဖြတ်တန်းနေရပြီးမြန်မာပြည်သူတွေလည်းလွမ်းဆွနေကြကြောင်းစေအောင်စုအနေနဲ့ပြည်သူကတောအောင်ဆန်းစုကြည်ကိုချစ်လင်လင်စေအောင်စုကတောအောင်ဆန်းစုကြည်ကိုမုန်တီးလေလေဖြစ်နေကြောင်းတောအောင်ဆန်းစုကြည်အနေနဲ့ပြည်သူတော်လိုင်းအောင်ပွဲတေးသံကိုနားဆွနေလိမ့်မယ်လို့ယုံကြည်ကြောင်းဥယီမွန်ကပြောပါတယ်ဗိုလ်ချုပ်အောင်ဆန်းနဲ့တောအောင်ဆန်းစုကြည်တားဖာနီယာကိုရရှိခဲ့တာကမြန်မာလူ့ဖွဲ့စည်းအတွက်အရတော်တယ်လို့ပြောရပါလိမ့်မယ်သူတို့ရဲ့ကိုကျင့်တရားဉာဏ်ပညာသူရတတိနဲ့ဆွလို့ပေးဆက်မှုဟာကျွန်တော်တို့အားလုံးအတွက်ရှေ့ဆောင်လမ်း ြဖြစ်ခဲ့တယ်။ဒီကနေ့2025ဆွန်လ19ရက်ဟာဆိုရင်အမေတော်ဆန်းစုကြည်အသက်80တင်းတင်းပြပါပြီ။သူရဲ့အသက်80ပြည့်မွေးနေ့ကို အကျန်းဖက်စစ်ကောင်စီရဲ့အကျဉ်းစခန်းတစ်ခုထဲမှာဖြတ်တန်းရဖို့ရှိနေပါတယ်။ဒီအချိန်မှာမြန်မာပြည်သူတွေကသူတို့ချစ်တဲ့အမေစုကိုအထူးတလဲလွမ်းဆွနေကြပါတယ်။ကြီးကြီးငယ်ငယ်အရွယ်မရွေးမြန်မာပြည်သူတွေကဒေါအောင်ဆန်းစုကြည်ကိုအမေစုလို့ခေါ်ကြပါတယ်။အမေစုဆိုတဲ့ခေါ်ဝေါ်မှာသူတို့ရဲ့ချစ်ခင်မြတ်နိုးမှုမြန်မာလူ့ဖွဲ့စည်းရဲ့မိခင်ဖြစ်တန်ဖိုးထားမှုကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။မေတ္တာဆိုတာအသွားပြန်ရှိရင်ဆိုတဲ့စကားလိုပဲဒေါအောင်ဆန်းစုကြည်ရဲ့ပြည်သူပေါ်မေတ္တာကိုပြည်သူက တံပြန်ရောင်ပြန်ဟပ်ခဲ့တာပဲဖြစ်ပါတယ်မနာလိုဝင်းဒိုးစိတ်အင်မတန်ကြီးပြီးပြည်သူကိုရန်သူလိုမှတ်ယူလို့ရှိရဲဆဲအုပ်စုကတော့ပြည်သူကဒေါအောင်ဆန်းစုကြည်ကိုချက်လေသူတို့ကဒေါအောင်ဆန်းစုကြည်ကိုမုံတီးနေဖြစ်ပါတယ်။ဘာကြောင့်ခုထိဒေါအောင်ဆန်းစုကြည်ကိုပြန်လို့မပြီးသေးတာလဲသိကြပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာအကျဉ်းထောင်ပြင်ပကပြည်သူတွေရဲ့အရေးတော်ပုံကြီးနဲ့တသားတည်းရက်တည်နေတဲ့အတွက်ပဲဖြစ်ပါတယ်။ဆဲအုပ်စုရဲ့လူမဆန်မှုကိုကောင်းကောင်းသိထားတဲ့ဒေါအောင်ဆန်းစုကြည်ကတော့အကြမ်းဖက်စစ်ကောင်စီစီကဘလို့တနာငင်းညာမှုမျိုးကိုမှမျှော်လင့်လိမ့်မယ်မဟုတ်ပါဘူး။သူမျှော်လင့်မှာက တော့ပြည်သူတော်လှန်ရေးအောင်ပွဲပဲဖြစ်ပါတယ်။အောင်ပွဲရဲ့ဒေသံကိုပဲသူနာဆွနေမှာဖြစ်ပါတယ်။အသက်80ပြည့်မင်္ဂလာမွေးနေ့မှာဒေါအောင်ဆန်းစုကြည်အသက်80ပါစေဖုန်းကြီးပါစေသူစစ်တဲ့ပြည်သူတွေနဲ့ကြမ်းကြမ်းမှမှအမြန်ဆုံးပြန်လည်ဆောင်စည်းနိုင်ပါစေလို့စုမုံကောင်းတောင်းလိုက်တယ်လို့ဥယျာဉ်မွန်ကပြောဆိုပါတယ်။ ဘလာရူး88မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်ကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းထက်လက်တွေ့ကျမှုကိုဝိုင်းဝန်းလှုပ်ဆောင်နေကြကြောင်းဒီအချိန်လေးကိုလူမှုခေါင်းဆောင်ကိုသိစေခြင်းကြောင့်ပြောဆိုပါရယ်ဆုတောင်းလာထက်လက်တွေ့ကျကျလုံနေကြပါရယ်တော်လိုင်းအောင်နဲ့အထီးပတ်ပေါင်းဆောင်ကတနာရှိသူတနာဆိုင်အသက်ဘဝရှင်ကြသူတွေရှင်နေကြလောအားဉာဏ်ပညာရှိသမျှအားနဲ့တရားတွေဘက်ကအနိုင်တိုက်ကြပါရယ်ဆိုတာအဓမ္မဖန်စီမတရားမှုစဉ်ထောင်ချောက်ခံထားသူလူမှုခေါင်းဆောင်သိစေခြင်းနာပါလို့ဦးမင်းကိုနိုင်ကတည်င်းဌာနကိုပြောပါရယ် TN လေး တောင်လွတ်မြောက်ရေးတပ်မတော်မှအထွေထွေတွင်ရင်မှုဗိုလ်ချုပ်တာဖုန်ကျော်ကလည်းဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းပေးလိုက်ပြီးမြန်မာနိုင်ငံကိုအမြန်ဆုံးပြန်လည်ဦးဆောင်နိုင်ပါစေကြောင်းမွေးနေ့သတင်းစကားပါထားပါရယ် Happy Birthday ဒေါအောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေမြန်မာပြည်ကိုအမြန်ဆုံးဦးဆောင်နိုင်ပါစေဗိုလ်ချုပ်တာဖုန်ကျော်ကသူရဲ့လူမှုကွန်ရက်မှာတဆင့်ရှုပ်တံနဲ့မွေးနေ့ဆုတောင်းထားတယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်